မန္တလေးမြို့မှာမေလ20ရက်ညတကောင်အချိန်မိုးရွာသွန်းပြီးတဲ့နောက်မဟာအောင်မြင်မြို့နယ်86လမ်းမှာရှိတဲ့ငလင်တန်းဒီသုံးထက်ခွဲတိုက်ထပ်မံပြိုကျလို့အနည်းဝန်းကျင်နေထိုင်သူတွေချက်ချင်းထွက်ပြေးရွှေ့ပြောင်းကြရတယ်လို့သတင်းရရှိပါရယ်မဟာအောင်မြင်မြို့နယ်ပဲပုံတန်းရဲ့86လမ်း36လမ်းနဲ့38လမ်းကြားမှာရှိတဲ့ငလင်တန်းကြောင့်ပြိုကျနေတဲ့အဆောင်အုံမေလ21ရက်ဒီကနေ့မနက်9နာရီကျော်အချိန်မှာမိုးရွာပြီးတဲ့နောက်ထပ်မံပြိုကျခဲ့တာဖြစ်ပြီးအနည်းနာပတ်ဝန်းကျင်မှာရှိတဲ့လူနေအိမ်တွေကလူတွေပစ္စည်းတွေကိုဖယ်ထုတ်က ဘေးကင်းရာရွှေပြောင်းကူညီပေးခဲ့တယ်လို့ကူညီရေးလှုပ်ဆောင်ပေးခဲ့တဲ့မနိစလလူမှုကူညီရေးအသင်းမန္တလေးကဖော်ပြပါဗျ။မနေ့ကညတကောင်အချိန်လောက်မှာမန္တလေးမှာမိုးသည်တန့်ရွာသွန်းပြီးတဲ့နောက်လေကျန်းတွေတိုက်ခတ်ခဲ့တယ်လို့ညစင်မီကလည်းပြတ်တောက်နေရကြောင်းစိုးရင်ကြောက်ရွံ့စိတ်နဲ့မအိပ်ရဲပဲငုတ်တုတ်ထိုင်နေကြရတယ်လို့မဟာအောင်မြင်မြို့နယ်မှာနေထိုင်သူတို့ကပြောပါဗျ။မလာ၂၈ရက်ကစကိုင်းမြို့အနေဘိုးဘိုးပြုတ်လုပ်ခဲ့တဲ့ Richter scale 9.8အလွန်ပြင်းအားရှိတဲ့ ငလင်ကျမန္တလေးမြို့ပေါ်ကအဆောင်အများအပြားပြိုကျပျက်စီးကတည်ဆုံမှုတွေထောင်ချီရှိခဲ့ပါတယ်။မလာ28ရက်နောက်ပိုင်းနောက်ဆက်တွဲငလင်ငယ်တွေအကြံအရာနဲ့ချီကထပ်မံလှုပ်ခတ်ခဲ့သလိုအဲ့ဒီနောက်ဆက်တွဲငလင်နဲ့မိုးရွာသွန်းမှုတွေကြောင့်ငလင်တန်းဒီအဆောင်တွေထပ်မံပြိုကျလာတယ်လဲဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်။